ဟယ်လို Manchester United ပရိသတ်များအားလုံးပဲမင်္ဂလာပါဆိုတော့ဒီနေ့ကျွန်တော်ဆွေးနွေးသုံးသပ်ပြသမှာကတော့ Nigel Ruby Amorin တာဝန်ယူဖြစ်ရှင်းနေတဲ့ Manchester United အသင်းအရင်တုန်းကရှိခဲ့တဲ့ဒါ Academy နဲ့ပတ်သက်ပြီးတော့အတိတ်သမိုင်းကောင်းတွေလည်းရှိတယ်เนาะကျွန်တော်တို့ဒါ Marco Rashford တို့เนาะ Scamet Tomino အများကြီးပဲအရင်တုန်းကဆိုလို့ရှိရင်ကစားသမားကောင်းတွေတော်လေးထုတ်ခဲ့တယ်ပေါ့ကျွန်တော်တို့ Manchester United ရဲ့ Academy ကအဲ့တော့ဒီ Academy ကစားသမားတွေကတော်တော်လေးကို အခုဒီရာဒီမှာတော်လေးကိုခြေစမ်းနေကောင်းနေကြတယ်အကယ်ဒမီအသင်းဘောဘက်ကအကယ်ဒမီအသင်းရဲ့ရာလက်ကလည်းတော်လေးကောင်းနေတယ်အဲ့တော့ဒီနေသားမှာကျွန်တော်တို့နီဗျာရူဘီအမိုရင်နေနဲ့လဲဒါအသင်းတင်းနော်ဟိုဘက်ကလူငယ်လေးတွေတော်တော်များများဒါကောင်းတဲ့ကောင်းလေးတွေအသင်းတင်းကိုတော့သူ့အနေနဲ့ခေါ်ပြီးတော့ကာရင်ကာရင်တန်ကွင်းထဲမှာလက်ချင်းနေလက်ချင်းပေးနေကြတာကိုလည်းတွေ့ရတယ်အဲ့တော့ ဒီအနေထားထဲမှာအဓိကပြည်သက်တည်မျှော်နေတဲ့အပိုင်းလေးတစ်ခုကဘာလဲဆိုတော့ကျွန်တော်တို့ Manchester United team မှာရှိတဲ့လူငယ်လေးတွေရဲ့ခြေစွမ်းလေးခြေစွမ်းတွေကိုဒါပြည်သက်တည်ကမြင်ကျင်တယ်ပေါ့ဗျာတိုးပေမဲ့ကျွန်တော်တို့ Manchester United မှာဒီနှစ်ရာသီဖြစ်နေတဲ့ပြဿနာကဒါအချင်းပလင်ပွဲတွေမြန်မာစားကံကြရာမရှိဘူးနော်ဥရောပလိဂ်ထဲမှာပြောမယ်ဆိုလို့ရှိရင်ဗျာ Conference League တို့နော်ဒါ Europa League တို့ဒီဟာတွေက နော်အစောပိုင်းပွေးတယ်ဆိုလို့ရှိရင်ဒါဥမာ quarter final တို့ semi final တို့မတိုင်မီပွေးတယ်ဆိုလို့ရှိရင်အချင်းပလင်တင်းရင်နဲ့ပဲကန်ရတာနော်တော်တော်များများကနော်ဒါဟုတ်တော့နာနာကြီးလုပ်ကြည့်လုပ်ပြီးတော့ဥရောပလိကန်ရတယ်ဆိုပြီးပြောနေစရာလည်းမလိုဘူးသို့ပေမဲ့လည်းအဓိကပြောချင်တာအဲ့ဒါမဟုတ်ပါဘူးကျွန်တော်ပြောချင်တာကအဲ့လိုမျိုးအချင်းပလင်အတင်းတင်းတင်းလေးနဲ့ကန်ရတဲ့ပွေးမရှိဘူးကျွန်တော်တို့ Manchester United မှာနော် FA မလာသေးဘူး FA လာလို့ရှိရင်တော့မြင်ကောင်းမြင်ရလောက်တယ်ကျွန်တော်တို့ဒါ ဒူငေတေရဲ့ခြေစွမ်းကိုပေါ့နော်။နီးပြရိုမေအမ်မူရီနေနဲ့အခက်တွေ့နေတာကလည်းအဲ့ပြဿနာပဲ။ကျွန်တော်တို့မန်ချက်စတာယူနိုက်တက်မှာအခုဒီရတဲ့မှာပရီးမီးယားလိဂ်ကိုအများကြီးဦးစားပေးရတယ်။ပရီးမီးယားလိဂ်ကိုအများကြီးဒါမျောလင်းချက်ထားရတယ်။မျောလင်းချက်ထားရတယ်ဆိုတာကတိုင်တယ်ရီကိုဝင်ဖို့နော်။မျောလင်းချက်ထားရတယ်။ဒါလို့ရှိရင်ဒါနောက်နေ့ဒါချန်ပီယံလိကန်ခွင့်ရဖို့အဲ့ဒါကိုအဓိကမျိုးလေးချက်ထားရတယ်။အဲ့တော့ဒီနေရာမှာကျွန်တော်တို့ပရီးမီးယားလိဆိုတာကတော့တော့ရှယ်လီယာရဲ့တန်ပြာကြီးတစ်ခုပါ။တိုးရင်မဲ့ဒီ ဒီ Premier League ကိုရောရလက်တွေတည်ငြိမ်ဖို့ရလက်တွေကောင်းဖို့ဒါအဓိက main ဖြစ်တဲ့ဒါပြတ်မှတ်ဖြစ်နေတဲ့အတွက်ကြောင့်မလို့ဒီပြ Ruby Emery နေနဲ့လည်းဒီကလေးလေးတွေကိုထုတ်သုံးဖို့အပိုင်းမှာဒါနည်းနည်းလေးတော့ဒါကျွန်တော်တို့ Manchester United ပြည်သက်တင်နေနဲ့စိတ်ရှိတည်ငြိမ်ခံဖို့တော့လိုအပ်လိမ့်မယ်ဒီပြ Ruby Emery ကိုပေါ့နော်အဲ့တော့ကျွန်တော်တို့ဒါတကယ်လို့များကျွန်တော်တို့ Manchester United အသင်းကဒါ Premier League ထဲမှာဆိုလို့ရှိရင်တော့မှတော်တော်လေး ဒါချိန်ငြိမ်ပြီးတော့အတင်းတေးသေးလေးပဲဖြစ်ဖြစ်ဘယ်သိမ်းမဲ့ဖြစ်ဖြစ်ပါကျွန်တော်တို့ဒါပုံကိုပြတ်တော့လေးကိုပြတ်တော့အဲ့လိုတွင်းထားတဲ့အချိန်ကြာလို့ရှိရင်တော့ဒါဒီကလေးလေးတည်းရဲ့ဒါကစားမှုစားနေတွေကိုတော့လူပိအမ်ဘုံရထုတ်သုံးရင်သုံးလောက်တယ်ပေါ့လေဟုတ်မှာဒီရသေးကျွန်တော်တို့မန်ချက်စတာယူနိုက်တက်အသင်းမှာเนาะအချင်းပလင်ဖလားလေးတွေမရှိဘူးเนาะဒါကာရာဘုံကက်ကလည်းထွက်ပလိုက်တဲ့အတွက်ကြောင့်ကျွန်တော်တို့ဒါ FA လည်းမလာသေးဘူး အခုလက်ရှိကန်ရတာကပရီးမီးယားလိတခုတည်းဖြစ်နေတဲ့အတွက်ကြောင့်အရေးကြီးတဲ့ဒါဒီအဓိကကျွန်တော်တို့အရေးကြီးတဲ့ main ပွဲကြီးတစ်ပွဲဖြစ်တဲ့ဒါပရီးမီးယားလိကိုဦးစားပေးနေရတဲ့အချိန်မို့လို့ဒါကျွန်တော်တို့လုံခဲ့အကယ်ဒမီတရဲ့ခြေစွမ်းတွေကိုဒါမြင်ချင်းပဲကြည့်ခွင့်မရတဲ့ဒါကျွန်တော်တို့မန်ချက်စတာယူနိုက်တက်ပိတ်သက်တယ်နေတာဒီပြရူဘင်အမ်မွန်ရဲ့ပေါ်မှာဒါဒီကိစ္စလေးကိုဒါစိတ်ရှိပြီးတော့စောင့်ကြည့်ကြဖို့ဒါမျှော်လင့်ပါတယ်ဒါဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဒါကျွန်တော် ဒီလောက်လေး sharing လေးလုပ်ပေးတာပါ Manchester United ပြည်သက်များကိုစနစ်ကြမ်းမှချမ်းသာကြပါစေ